တောင်ပြမိုင်လုံးမျိုးနယ်ထက်ကမွေးရစေဝါသုံးဆွဲသူ6ဦးကိုမြို့နယ်ရဲတပ်ဖွဲ့တွေကပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။မိုင်လုံးမျိုးနယ်ထက်ကကုံမုံ၊ကုံသာ၊ညောင်ထောက်၊နရက်ဆန်းနဲ့လွယ်မွန်ကြီးရွာတို့မှာရှောင်းတခင်စစ်စဲချိန်ဖမ်းဆီးရမိတာဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့မွေးရစေဝါသုံးဆွဲသူတွေဟာအတက်55နှစ်အရွယ်ဦးပညာ၊အတက်28နှစ်အရွယ်ဦးအိုက်ကြာ၊အတက်25နှစ်အရွယ်ဦးအိုက်မောင်အတက်35နှစ်အရွယ်ဦးကျော်ဝေမြင့်အတက်35နှစ်အရွယ်ဦးအိုက်တန်းနဲ့ အသက်19နှစ်အရွယ်တင်ထွန်းအောင်လို့ဖြစ်ကြပါဗျ။အလားတူပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့တော့လည်းမိုင်းလုံမြို့မှာမြို့နယ်ရဲတပ်ဖွဲ့တွေကမူရဆေဝါတုံးဆွဲသူတူဖန်စီရမိခဲ့ပါသေးတယ်။တောင်ပြည်အတွင်းဖန်စီရမိတဲ့မူရဆေဝါတုံးဆွဲသူတွေကိုတောင်ပြည်ရဲတပ်ဖွဲ့ကမူရဆေဝါတပ်ဖြတ်ရဲဥပဒေနဲ့ညီအကျဉ်းစာရီတာပြုပြင်ရေးစခန်းမှာအချိန်6လကြာအကျဉ်းစာရီတာတွေပြုပြင်ပေးသွားမှာဖြစ်ပါလိမ့်ရှင်။